ျွန်တော်တို့ဒီအောင်မြင်အောင်မသိမ့်ကြခင်ချိန်တွေမှာဆွဲဆောင်ပါမယ်စ조사ပါမယ်လူစုစိတ်မပြတ်စေရအောင်ဆိုတာကိုကျွန်တော်တို့ပြောကြားလိုပါတယ်ပြည်သူပြည်သားအားလုံးကိုဆင်းရဲတွင်းထဲမှာမြောက်ကိုရီးယားကဲ့သို့ဖိနှိပ်တွင်းထားပြီးတော့လူစုကောင်းစားရေးအတွက်ကိုရေးရှိနှစ်ဆယ်ချီရာချီအုပ်ချုပ်သွားနိုင်ဖို့အစီအစဉ်တွေရေးဆွဲခဲ့ကြပါတယ်နေပြည်တော်တိုက်ဖို့ကိုလည်း PDF ပြီးတောင်းနေချင်ပြီးတော့လူစုထားရလို့ကြားပါတယ် PDF လူငယ်တွေ ်ဘီဂျင်လူငယ်ပေါင်းများစွာတောင်းတဲ့ချင်းပြီးလူပေါင်းပြီးဆုတောင်းလူချားပါတယ်အဲ့တော့ PDF အင်အားတွေအများကြီးရှိသေးတယ်တနိုင်ငံတော့ကြိတ်ပါနော်အချိန်တိုင်းတာတစ်ခုကိုလို့နေတယ်လို့ဒါကြောင့်မလို့မင်းတို့တွေအတက်ကိုမနှမျောဘူးဆိုတော့ကြိုက်တယ်လို့တော့နော်အားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့24ရက်နေ့အတွင်းမနက်ခင်းပိုင်းသတင်းထုတ်ပြန်တဲ့အတူပေါ့နော်နောက်ပိုင်းမှာတော့ KNDF ကဒုဗိုလ်မှူးမာဝီရဲ့ကျွန်တော်တို့ပြည်သူလူထုပေါ်အားပေးတဲ့စကားဗီဒီယိုဖိုင်လေးနဲ့အတူပေါ့နော်နောက်တော့မှာတော့ကျွန်တော်တို့လေးစားရတဲ့ဘူချင်းညမျိုးစင်ရဲ့သတင်းလေးရဲ့နောက်ဆုံးတစ်ပုဒ်မှာတော့ လင်ကချင်းကြုံမျိုးမင်းကနေပြီးတော့ပေါ့နော်ကျွန်တော်တို့ PDF အကောင်လာတဲ့အပေါ်မှာမူတည်ပြီးတော့မှပြင်သက်ငယ်လေးနဲ့သတင်းကြညာလိုက်တဲ့အပေါ်ကျွန်တော်တို့လေးစားရတဲ့ကိုစီကပြန်လည်တုံ့ပြန်ဆုံးမလိုက်တဲ့ဗီဒီယိုဖိုင်လေးကိုပါစူးစစ်တင်ဆက်ပေးလိုက်ပါတယ်သတင်းသူလေးတွေနဲ့ဗီဒီယိုကောင်းလေးတွေဖြစ်ပြီးတော့ကြည့်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အားရချင်တဲ့မှုရှိမှလားဖြစ်တဲ့အတွက်ကျွန်တော်တို့တို့ဆုံးထိလိုက်ပါကြည့်ရှုပရိုတိုကိုဖိတ်ခလိုက်ပါတယ်ဒါဆိုကျွန်တော်ဆက်လိုက်အောင်မန္တလေးတိုင်းငဆိုမြို့မှာမလ20ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီတပ်သားတွေနဲ့ပြူတွေလိုက်ပါလာတဲ့ကာတုံးကြီးကို အသေးဆောင်ဂျိုမိုင်းဆွဲတိုက်ခတ်ခဲ့တယ်လို့ PGYR Yu Kwarila Counter Revolution အစက်ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ငဇုံမြို့မှာတောင်ဘက်မကြီးကုန်းထုံးမကြီးရွာရွာဘက်ကိုစစ်ကြောင်းဝင်မှုထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူတွေလိုက်ပါလာတဲ့လိုက်ထွက်တစီဖော်ကားတစီနဲ့ AC ကားတစီစုစုပေါင်းကား၃စီးကိုမိုင်း၃လုံး၂ပွိုင်း၄လုံး၃ပွိုင်းတို့နဲ့အသေးဆောင်ဂျိုတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ အသင်းဆောင်ကျိုတိုက်ခိုက်ခဲ့ရမှာမိုင်း၂ point နောက်ကွဲခဲ့ပြီး၁ point မကွဲတာကြောင့်ကာတုံးစီအနက်တစည်းတာထိခိုက်ခဲ့ပြီးကာနက်စီမှာမကြီးကုံထွန်းတာရွာဘက်ကိုကြော်တက်သွားနိုင်ခဲ့တယ်လို့ TGYR Hugh Quarila Counter Revolution Answer ကဆိုပါတယ်။ AA နဲ့ပူပေါင်းတက်တဲ့ရဲ့ထိုးစစ်ကြောင့် AOD တိုင်းရေကြီးမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်လာနေပြီးအနည်းဆက်ဆုံးစစ်ကောင်စီတပ်ဖြစ်တဲ့မြောက်ဆန်းအမှတ်344အမြောက်တပ်ရင်းအမတ်344ကိုစစ်ကောင်စီဘက်ကလက်လွတ်ရပွဲရှိနေပါတယ်။အခုရပိုင်းအတွင်းမှာပဲ AA နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေက ဲ့ဒီအမြောက်တက်ကိုအပိသက်တိမ့်ပိုက်မယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာနေပါတယ်။မြောက်ဆန်းအမြောက်တက်ကအမြောက်စခန်းတစ်ခုလဲတီရာကုန်းပြင်နားကလက်ပံလမ်းဆောင်ကိုဆုတ်ထားရတယ်လို့သိရပါတယ်။တီရာကုန်းပြင်ဟာမြောက်ဆန်းရွာနဲ့ကက်လျက်မှာတည်ရှိနေတာကြောင့် A ရဲ့ထိုးစစ်ကလက်ရှိဆုတ်ထားရတဲ့အမြောက်စခန်းကိုတိမ့်ပြီးအမတာ344ကိုရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့် A ဘက်က ARD တိုင်းအတွင်းမှာပထမဆုံးတိမ့်ပိုက်မယ်တက်ဌာနချုပ်ဟာအမတာ344ဖြစ်လာနိုင်တယ်လို့ခန့်မှန်းနေကြကြောင်းလည်းသိရပါတယ်။ စီရီယာဘုံမှုဆွဲတော်ကို ARD ထိုးစစ်နဲ့ပတ်သက်ပြီးမြို့တော်ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ AA နဲ့ပူပေါင်းတပ်တွေကစစ်ကောင်စီဘက်ကလူလက်နက်ခဲယံအစမတန်ဖြည့်ထားတဲ့ ARD ခန်းစစ်ကိုဖြည့်ဖြည့်ချင်းတိုးနေတယ်လို့မြင်ပါတယ်။မြို့ဝကျုံးပေါ်ဒေသဖြစ်တာမို့စစ်ကောင်စီဘက်ကလေကြောင်းအရေးတောင်မှုပို့ရှိတော့ A ဘက်ကသတိထားပြီးချိတ်ကပ်နေတာကိုတွေ့ရပါတယ်။ရေကြီးမြို့နယ်တွေကမြောက်ဆန်းကအမတ344ကိုတော့ AOD မှာပထမဆုံးတိုက်ပိုက်နိုင်မဲ့တပ်ဌာနချုပ်လို့ထင်ကြေးပေးနေကြပါတယ်လို့ပြောပါတယ်။ မီဒီယာတချို့မှာဖော်ပြချက်အရမလ26ရက်နေ့28ရက်နေ့တွေမှာတော်လရေးပူပေါင်းတပ်ဖွဲ့တွေကအမြောက်တပ်ကိုအပိသက်တိတ်ပိုက်မယ်လို့သတင်းတွေထွက်ပေါ်နေကြောင်းဖော်ပြနေကြပါတယ်။ဒါကြောင့်စစ်ကောင်စီဘက်ကရရရချီတာတွေပြုလုပ်နေကြောင်းနဲ့မလ28ရက်နေ့ဟာစစ်ကောင်စီဘက်ကတမတော်နေ့ကျင်းပမယ့်နေ့ဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။မန္တလေးတိုင်းမြင်းကျက်ခရိုင်ငဆိုမြို့နယ်မှာမလ22ရက်နေ့မနက်9:00ဝန်းကျင်ခန့်ကခရီးသွားပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ အတင်းအရမငွေကြီးတောင်းခံတာတွေပြုလုပ်နေတယ်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့နဂနီပြောက်ကြားတပ်ဖွဲ့မြင်းချန်ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်ငဇိုမျိုးနယ်မြို့သားဆက်မှုဆောင်အင်ဝါဘန်အနီးမှာတက်ဆွဲထားတဲ့စစ်ကောင်စီအင်အား40ခန့်ရှိရာအဆိုပါ40တဲကစစ်ကောင်စီတပ်သား15ဦးကဗန်နဲ့မီတာ300ခန့်အကွာမှာခရီးသွားပြည်သူတွေကိုဖမ်းဆီးတာတွေနဲ့ငွေကြေးတောင်းခံတာတွေပြုလုပ်နေတာကြောင့်ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား၄ဦးသေဆုံးတာ၊တအူးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပြည်သည်ထံကသိရပါတယ်။ စစ်ကောင်စီတပ်သားအလောင်းတွေကိုစစ်မှုဆောင်တဲ့ကိုတည်ဆောက်သွားတယ်လို့ငကနီပြောက်ကြားတပ်ဖွဲ့မြင်းချန်ကဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုနဂမီပြောက်ကြားတပ်ဖွဲ့မြင်းချန်နဲ့ငဇိုမျိုးနယ်တပ်ရင်း6တပ်ခွဲ3ငဇိုမျိုးနယ်ပါကာဖာလိုနဲ့အတူပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ပြီးခဲ့တဲ့မလ4ရက်နေ့ကလည်းမြင်းချန်ကတီရာယူမုံအခွဲနဲ့လေတိကျေးရွာကပြူစောတီအာ90ခန်းဟာတရွေးဖို့ကျေးရွာဖုံတော်ကြီးအကြောင်းကိုရောက်ရှိလာချိန်မှာတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအလောင်းကြီးနဲ့ဒဏ်ရာရတဲ့သူတွေကို လက်တိကျေးရွာဘက်ကိုတိတ်ဆောင်သွားကြတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။ Okay ပါဒါတော့ဒီကနေ့မှခင်ဗျသတင်းထုတ်လေးတွေဖြစ်ပါတယ်။သတင်းလေးတွေကတော့အင်တမကောင်းတော့ပေါ့နော်။အချိန်တွေကြာလာတဲ့အမြကျွန်တော်တို့စီးရရလဲပုံမှုရမမြင့်တလာတယ်။မြင့်တလာတဲ့အပေါ်မှာကျွန်တော်တို့အောင်မြင်မှုတွေကလည်းအမြဲတမ်းရလာတယ်။အဲ့ဒီတော့အားရချင်လို့ရှိပါတယ်။ဆိုတော့ကျွန်တော်ဒီတင်းထုတ်လေးနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ချက်ကိုကမ္ဘာရေးခဲ့ပေးပါအောင်။ဒါဆိုရှင်ဒုတိယပုံနေမှာတော့ကျွန်တော်တို့ဘိုးကြီးမာဝီရဲ့ကျွန်တော်တို့ပြည်သူတွေအတွက်ပေါ့နော်အာပီစကားလေးကိုကြည့်လိုက်အောင်မင်္ဂလာပါဆရာဟိုကကျွန်တော်တို့ပြည်သူတွေ တွက်အပိစကားလေးနဲ့ညွှန်လင်းချက်လေးတစ်ချက်ပြောပြပေးပါဦးရှင်ကျွန်တော်တို့ Greenia နေရတဲ့နိုင်ငံလုံးစစ်အာဏာရှင်လက်အောက်ကနေလူမျိုးပွေရအတွက်ကတော့ကျွန်တော်တို့တိုင်းနာတော်လှန်ရေးအင်အားစုတွေပါမကမြေပြတ်မှာရှိတဲ့တော်လှန်ရေးအင်အားစုတွေအားလုံးသူတို့ကပူပေါင်းနဲ့တွေ့လောက်ကန်ဆောင်ရွက်နေပါတယ်အဲ့တော့ဒီလိုမျိုးစုစည်းမှုအားဒီမဲတော့ခါမှမရှိခဲ့ဘူးတဲ့အားဖြစ်တယ်။ဒါကြောင့်မလို့တေချာပေါအောင်မြင်ရမယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံး တိထားနေတယ်မြင်တွေ့နေတဲ့ဟာကဒီတော်လိုက်ရေးကြီးတွေလွယ်လွယ်ကူကူလေးနဲ့ပန်းမပွင့်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ခက်ခဲတွေကြမ်းတမ်းမှုတွေပျက်စီးမှုတွေယိုယွင်းမှုတွေအများကြီးကြုံနေနိုင်ပါတယ်ဆက်လက်ပြီးတော့မှတောင်းခံပေးဖို့ရပဲကျွန်တော်တို့အများကြီးတောင်းဆိုပါတယ်ကျွန်တော်တို့ဒီအောင်မြင်အောင်မသိမ့်ကြခင်ချိန်တွေမှာဆွဲဆောင်ပါမယ်စူးစမ်းပါမယ်လူစုစိတ်မပြတ်စေရအောင်ဆိုတာကိုကျွန်တော်တို့ကြိုးစားလိုပါတယ်ဒီပါရောက်နေတဲ့ဟိုအလူရှင်တွေအတွက်ကောနောက်ပြည်သူတွေအတွက်ကော ကျွန်တော်တို့မှာ top point အားတွေမရှိဘူးဆိုလို့ရှိရင်တော့เนาะကျွန်တော်တို့ top ပတ်နေတဲ့ရန်ပုံငွေဖြည့်ကြည့်ပေးနေတဲ့ဒီတွင်ပြပါမှာရှိနေတဲ့ top တွေမရှိတာမရှိဘူးဆိုရင်တော့ကျွန်တော်တို့မြေပြင်မှာလည်းလုံးလုံးရောက်ဖို့ကတော်တော်ခက်ခဲပါဒီလူတွေရဲ့အားတွေကြောင့်မလို့လဲကျွန်တော်တို့အောင်မြင်မှုများစွာအောင်ဖန်တီးနိုင်တယ်ဒါကြောင့်မလို့လဲဝဲပြီးတဲ့ ठी ကိုဆက်လက်ပြီးတော့မှဖတ်ဖို့ပေးနိုင်ကြဖို့ရအတွက်ကိုကျွန်တော်တို့တောင်းဆိုလိုပါတယ်ကျွန်တော်တို့ဖက်ကလည်း တက်နဲ့ခန္ဓာကိုယ်နဲ့ရေးပြီးတော့မှအောင်မြင်မှုတွေကိုရအောင်ဆွတ်ခုမယ်။ထောက်တာဝင်လေးတွေတန်းဆောင်နေတဲ့သူတွေအားလုံးကလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မှပါဝင်ပေးဖို့ရအတွက်ကြိုးစားလို့ပါတယ်။ပါဝင်နေခဲ့တဲ့အချိန်တွေအချိန်ထိဒီနေ့ကြည့်ကျွန်တော်တို့ဒါဂရီနီရဲ့သမိုင်းနဲ့ကြည့်ကြည့်ဆိုတာပဲ။တမတော်ဂရီနီတမတော်မှာ80နှစ်မှ6နှစ်ပြည့်ခဲ့ပြီ86နှစ်လုံးရုန်းကန်ပေးခဲ့တဲ့ဟောက်ဤလူလူထုအားလုံးကိုတိမတ်ပြုလေးစားကြောင်းကျွန်တော်တို့ပြောကြားလိုပါတယ်ဟုတ်ကဲ့ပါဒါတော့ ပိုးမာဝီရဲ့ကျွန်တော်တို့ပြည်သူလူထုကိုအားပေးတဲ့စကားလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူလူထုအင်အားမရှိလို့ရှင်တော်လိုင်းရေးဆိုတာလည်းအောင်မြင်မှာမဟုတ်ဘူးဆိုတာကိုပြောတော့တွေ့ရပါတယ်အဲဒါကြောင့်မို့တော့ကျွန်တော်တို့ဒီရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရအောင်မှာကျွန်တော်တို့ဒီသမကပေါ့နော်ပုံမထောက်ပံ့ပေးကြပါလို့ကျွန်တော်ဒီနေ့မျိုးတော့မျှတရခံပါတယ်စကားမဆက်ပေါ့နော်ဒီရဲ့ဗီဒီယိုလေးကတော့ကြာနေပြီတော့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတွက်ခွားရစီမဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ပြန်တင်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့တီချူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပုံအနေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ဘူဂျီဟောင်းနေမျိုးစဉ်ရဲ့သတင်းလေးကိုကြည့်လိုက်အောင် 2020ခုနှစ်လောက်ကစပြီးတော့ဟုတ်ကဲ့ပါဖြစ်စစ်စစ်တော့မြစ်ချီစီမံကိန်းတွေကိုစနစ်ကြပြင်ဆင်ပါလေဒါပါလဲဆိုတော့မြန်မာပြည်ကိုရာသပံစစ်ကျင်ဘဝနဲ့ဥစည်းသွားပြီးတော့စစ်ဘူးလွတ်မလာရင်ဆက်အနာရှင်အတိုင်းဝိုင်းနဲ့ဆွေမျိုးသားချင်းဆရာတပည့်တစုတာလေးအလုံးအမင်းကြည်ကြည်တဲ့ချမ်းသာကြွားဝါးကြီးတိုင်းပြည်ကိုပြည်သူပြည်သားအလုံးကိုဆင်းရဲတွင်းထဲမှာမြောက်ကိုရီးယားကဲ့သို့ဖိနှိပ်တွတ်သွင်းထားပြီးတော့လူတို့စုကောင်းစားရေးအတွက်ကိုရေးရှည်နှစ် ဆေးချီရာချီအုပ်ချုပ်သွားနိုင်ဖို့စီစဉ်နေပြီးဆွဲခဲ့ကြပါတယ်။တပတ်ကြောက်လဲဆိုတော့2010ဝင်းကျင်လောက်မှာတည်းကကျွန်တော်ဆိုရင်2005စက်တက်ထဲမှာရှိပါတယ်။ဖက်စက်တက်ထဲမှာ2005အထိကျွန်တော်ရှိတယ်။ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်တို့ချင်းချင်းသားထဲမှာဒီကြားသိရတဲ့အချို့တည်နေရလာမယ့်2010 2020ကာလတွေမှာစစ်တပ်ကစီမံကိန်းကြီးတွေအကြီးကျယ်ချမှတ်ပြီးတော့ ဆက်အာနာရှင်စနစ်ကိုသူတစ်ဖြစ်တော့2008ဖွဲ့စည်းပုံဆိုတာနဲ့ဗန်းပြပြီးတော့အာနာရှင်စနစ်ကိုတည်သွင်းဖို့မြို့တို့မြို့ပုံစီမံဆောင်ရွက်ကြမယ် infrastructure တွေကိုဘယ်လောက်ထိအသေးစိတ်ကြာကြာနာတိစောက်ကြမယ်စတာတွေကို MBC တို့ခေါ်တဲ့မြန်မာစီးပွားရေး corporation ဥပိုင် limited တို့အပါအဝင်စစ်ဘုတ်ချုပ်တစုကကုမ္ပဏီကြီးတွေတကယ် giant company ကြီးတွေကိုတိစောက်တိထောင်လေပတ်ဥဆောင်တာသမီတွေကိုနေရာပေးပြီးတော့မြန်မာစီးပွားရေးကဏ္ဍတစ်ခုလုံးကိုချုပ်ထိန်ဖို့ကြိုးစားကြမယ်ဟာလေဖွဲ့စည်းပုံအခြေခံဥတွေကိုဗန်းပြပြီးတော့အာနာရှင်စနစ်အထူးသဖြင့်စစ်တပ်ကဘယ်သောကာမှ နိုင်ငံရဲ့ဥဆောင်နေရာကလက်မလွတ်ရအောင်စီမံဆောင်ရွက်ဖို့ကြိုးစားမယ်ဆိုတဲ့အခင်းကျင်းတွေဒါတွေကိုကျွန်တော်တို့ကြားသိခဲ့ရပါတယ်။အဲ့တော့နိုင်ငံရဲ့ဥဆောင်ထိတ်ကနေပြီးတော့ဘယ်တော့မှဖယ်ရှားလို့မရအောင်အစအစအရလိုအပ်တဲ့စီမံခန့်ခွဲမှုတွေကိုအဲ့ဒီ2008 2010ကာလကလေးကစတင်ပြီးခင်းကျင်းပြင်ဆင်လာခဲ့တာဒီ MBC မြန်မာစီးပွားရေးဥပဒေ limited နဲ့ကနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေလုံးအနှံ့တွယ်တန်းနဲ့ fiber optic တီးခြား73 cable line တွေလည်းပါပါတယ် စစ်တပ်အတွက်တရားသုံးပြတဲ့ဒီ fiber fiber cable line တွေကနိုင်ငံနေရအနှက်မြို့ပြကြီးတွေတိစောက်တဲ့အချိန်မှာဒန်တရာဆောက်လို့အဖွဲ့တွေနဲ့အတူရောရှက်ပုံဖြတ်ပြီးတော့အဲ့ဒီကာလကလေးကလှုပ်လှုပ်ဝဲဝဲထဲ့သွင်းမြုပ်နှံပြီးတော့သူတို့ရဲ့အုတ်ချွေစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တရားစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ် network ကြီးတိစောက်ခဲ့ကြပါတယ်အခုအဲ့ဒါကြီးကိုလည်းလက်ပတ်တယ်ပြုံးနေရုရှားအကူအညီနဲ့ဂျူရုဆနစ်တွေကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလဲပတ်တယ်။ဒါပေမဲ့ဂျူရုဆနစ်ဆိုတာတွေကအထက် ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းဟာသူတို့အတွက်အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ထွင်းဖောက်ကြည့်ရှုလို့မရနိုင်နိုင်ဘူးလို့အရေးကြီးတဲ့အစိတ်ပိုင်းတွေဆိုရင်ဒီကေဘယ်ကတစ်ဆင့်ပဲဆက်သွယ်ကြတယ် network ကိုအသုံးပြုကြတယ်လို့အတွင်းကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလည်ပတ်ခဲ့တဲ့ဖေးသည့်တချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲမြောင်းလိုင်းရဲ့လက်ရှိဖက်ဆက်ဖက်ဆက်ရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ပြပြပြီးတော့ဖျော်ဖျက်ဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရေးကိုဖျက်တော့ပါမယ် ရစ်စတယ်ရေဖြတ်တော့ဖို့ကလည်းသူတို့ရဲ့မြှုပ်ထားတဲ့ fiber ဒီ optic cable network ကြီးကိုကျွန်တော်တို့တနိုင်ငံလုံးအနှက်အချိန်တည်းမှာဖြိုဖျက်ပေးနိုင်ရင်သူတို့ဆက်သွယ်မှုရန်လျာဘယ်လိုပဲဖြစ်ဖြစ်ရုပ်ရှိဆိုလိုပြောင်းလဲထူထောင်လဲပတ်ဖို့မဖြစ်နိုင်ပဲဖြိုဖျက်ဖြစ်သွားမှာပါတဲ့ဒါကြတော့ကောင်းငင်ရ satellite ကောင်းငင်ရဂျူလူတွေ starling ဂျူလူတွေအသုံးပြုပြီးသူတို့ဆက်သွယ်မှာဘောလို့ပြောကြရရှိတယ်ဒါပေမဲ့အဲ့ဒီ internet ကနေတဆင့်ပြောဆိုပြီးပို့တဲ့အချက်လက်တွေဟာလုံခြုံမှုမရှိဘူးဆိုတာကိုစစ်ဘိုလ်ချုပ်တွေတည်ပြီးသားမို့လို့သူတို့ရဲ့ထိတ်တန်း အရေးကြီးတဲ့စစ်စင်ရေးညွှန်ကြားချက်တွေလှုပ်ဆောင်ချက်တွေအတွက်သူတို့အခက်အကြီးကြီးတွေ့ရောမှာသိကြပါတယ်ဒီကျွန်တော်အုပ်ချုပ်မှုစီမံခန့်ခွဲမှုပြိုပြဲဖြစ်တဲ့အချိန်မှာခွင့်ကောင်းယူပြီးတော့ငကူကလေးအမအုံနဲ့ကျင်းနဲ့ထွက်ပြေးကျင်းနေတဲ့ဖက်စစ်အကြမ်းဖက်လက်ပါးစီဖြစ်အတင်းသွသွင်းခံရတဲ့စစ်သားငယ်လေးတွေပြည်သူစီလေးတွေတို့လည်းမဟာအခွင့်အရေးဖြစ်သွားမှာဖြစ်တယ်အခုကထွက်ပြေးလိုက်ချက်ချင်းစတဲ့ရန်ရရနေပြီးတော့ဟိုတက်ဟိုတက်ပိတ်ဆို့ဒီတက်ပိတ်ဆို့စတဲ့ဖြစ်တဲ့တို့အကြောင်းနေကြပိတ်ဆို့နေတဲ့ပိတ်ဆို့နိုင်စွမ်းရှိနေတာဒီကျူးတွေကြောင့်လည်းပါပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကနှစ်ဖြာအကျူးအတွက်ဖက်စစ်ရန်ရရချိနေသွားအောင်ဖက်စစ်တက်ပြိုပြက်ဖို့အတွက်အချိန်တင့်နေတဲ့အချိန် နော်မိကုံရန်ကုံရိတ်ခါလဲကုံနေပြီတပ်တွင်းတပုံထဖို့အသင့်ဖြစ်နေတဲ့အချိန်မှာသူတို့အတွက်အချိန်ပေးခရာဖြစ်အောင်ထော်ဒီ fiber optic ကျူးလေးတွေကပြည်သူ့ဘက်ကိုလာရောက်ပြီးတော့ကူညီလက်ပါလို့ဖိတ်ခေါ်နေပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲလုဆက်လိုက်ပါတယ်โอเคပါဒါကတော့ဘူဂျီအောင်ညမျိုးစင်တဲ့တရင်လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူလူထုအားလုံးလဲပေါ့နော်ဒီရဲ့နှိုးဆော်ချက်ကိုပါဝင်ပေးကြမယ်လို့ကျွန်တော်ညွှန်လိုက်ပါတယ်ဆိုတော့ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ကျွန်တော်လေးစားရတဲ့ကိုစီရဲ့ video file လေးကိုကြည့်လိုက်အောင်ပေါ့နော်ဒီရဲ့ video file ထဲမှာတော့ဂျွန်မင်းမင်းကတက်ပြက်နေတဲ့ပုံစံလေးကိုတော့သိရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းသူအားရပါရကြည့်လိုက်အောင်ကျွန်တော်အာနာသိန်းကဇာမှာ PDF တွေကိုတစ်ဖက်ကကောင်းနေဘာတွေပြောခဲ့တယ်မှတ်မိကြသေးလားအဲ့တော့မင်းတို့တော်နိုင်နိုင်ွားပြီလားလို့ပြောနေတဲ့ကောင်းလေးကိုအခုအချိန်နဲ့သူတို့အစကပြောခဲ့တဲ့ video file နှစ်ခုလောက်ပဲရှင်းပြခဲ့ပါနော်အခုဒီမှာကြောင်မျိုးမင်းနော်တစ်ချိန်ကကျွန်တော်တို့တော်လိုင်းရဲ့ဘက်တွေကိုဘယ်လိုခက်နဲ့ခက်နဲ့ဘယ်လိုလှောက်ပြောင်ခဲ့တဲ့ကောင်းလေး အခုမျက်နှာငယ်နဲ့ဘာပြောနေလဲဆိုတော့ကျွန်တော်တို့ကြည့်ပါလိမ့်မယ်။အဲ့တော့နေပြီးတော့တိုက်ဖို့ကိုလည်း PDF ပြီးတောင်းနေချင်ပြီးတော့လူစုထားရလို့ကြားပါတယ် PDF လူငယ်တွေပြီးရင်လူငယ်ပေါင်းများစွာတောင်းနေချင်ပြီးတော့လူပေါင်းပြီးစုထားရလို့ကြားပါတယ်။အဲ့ဒါလုံးမတကားမျက်နှာလေးကိုတကြားကြည့်ရနော်ဟမ်ကြောင်မုတ်ဆိုးမအယောက်ကကျွတ်ဆုပ်ပြုံးတယ်။နေပြီးတော့တိုက်ဖို့ PDF ပြီးတောင်းနေချင်ပြီးစုထားရကြားပါရဲ့။တစ်ခါအဲ့ဒီစက်ွက်မုံလေဟုတ်တယ်မလားမှန်ပြီတယ်မလားအာနာတိတ်ကစားမှာ PDF တွေစဖွဲ့တော့ဘလို့လောင်ခဲ့အဲ့အဲ့တော့မင်းတို့တော်နေနိုင်နေပြီလားဆိုအဲ့ဒါမပြလိုက်စကားမပြောနဲ့ ြောစရာမလိုလေမင်းတို့တော်လိုင်းရေးနိုင်နေပြီလားလို့ပြောတဲ့ကောင်လေးကိုပါဇက်ခဲကရှာညောင်းမခံနဲ့လေအကုန်မခံနဲ့အဲ့ဒီကောင်လေးတို့ရှာလဲညောင်းဖို့မတန်တယ်လို့လေလဲကုန်ဖို့မတန်ဘူးဗီဒီယိုဖိုင်လို့ပြောတယ်ရတယ်နော်ကျော်အေးစကြည့်လိုက်အောင်နော်ကျွန်တော်တို့ဒီကြားတဲ့ information ကိုခံမှန်းကြည့်ရတဲ့လောက်ကတော့ကြရပြည်နယ်တွေကနေလည်းဒီနေပြည်တော်ကြီးတက်လာတာကိုလုပ်မယ်ဟိုရှမ်းမြောက်ကနေလည်းဆင်းလာတာမျိုးဖြစ်မယ်စကိုင်းမကွေးရလည်းဒီလိုဝင်ဆောင်အောင်စကိုင်းမကွေးမရရဘက်ကနေဝင်ဆောင်ရလည်းဖြစ်မယ်ဆိုတော့အကူရုံးမာတွေကနေလည်းဝင်တက်ဆောင်အောင်ဖြစ်မယ်ဆိုတော့အဲ့လို 市面上房子往里里边都很少了就，老不、啊，我的情况比较比较的，连二楼里边都多少的还有，里边都很少了，就 care, 我就二楼很少了，再没有，无个来几岁年纪了，查来咯，因为那，现在那老少，突然间，这个突然间，里边有退了没说的跑完，里边有突然间，退了没说的嘛，呃，A D E T N A 这类蛮老，他们说，比如讲那，只、嗯，他、嗯、们那时候老会掏钞票的 girl,，掏掏掏钞票的多啊。 ပီဒီအက်တွေပဲလွှတ်လိုက်တာမျိုးပေါ့။ဒါရှုံးရင်လည်းပီဒီအက်တွေရှုံးပေါ့။နိုင်ရောလည်းပီဒီအက်တွေနိုင်ပေါ့။ဒီသဘောမျိုးပေါ့။ဆိုတော့ရှုံးလို့ပီဒီအက်တွေအတုံးသိမယ်ဆိုလည်းသိရောဒါသူမင်းတို့ကမျိုးသိကြ။အဲသူတို့ကတော့လောစပြုံးနေအောင်ရှုံးထင်ငါတို့ရသွားပြီ။အဲ့တော့ဒီဘွဲမှာဒီမှာပီဒီအက်လူငယ်များစွာနဲ့တက်ပေါ်နဲ့တိုက်ကြမယ်။တိုက်ကြလို့သိ။ပြုံးဦးလွင်ထိရသွားပြီဆိုပြုံးဦးလွင်ရစစ်တပ်ကလေးတွေဗျာစစ်တပ်မြို့တော်လို့ပြောတယ်ပြုံးဦးလွင်တော်မှာမင်းတို့ကကြနေပြီဆိုတော့ message ကိုအခုတည်းကပေးထားပြီဆိုမင်းတို့ဘက်ကအင်အားဘယ်အနေထားတွေဖြစ်သွားပြီဆိုတော့အဲ့ဒါအဖြေပဲ။ နော်မင်းတို့ရဲ့စစ်တပ်မြို့တော်လို့ပြောတဲ့ပြည်ဦးလင်တော်အချိန်မင်းကြာဝါနိုင်တယ်ဆိုတော့အရာကြီးကဒါကြီးကမင်းတို့ဘက်ကကြီးစားတယ်ကွာစောင်းစားကြီးတယ်နော်အဲ့တော့တူမီလေးတွေစားခဲ့တဲ့ကောင်တွေဟမ်လေရင်နဲ့တော့ပုံလိုက်ခြင်းတော့မနိုင်ပြန်ဘူးလားဟမ်တူမီလေးစားခဲ့တာလေအဲ့ဒီတူမီနဲ့ပြည့်တဲ့အကောင်တွေကိုလေရင်နဲ့ပုံလိုက်ခြင်းတော့မနိုင်ပြန်ဘူးပေါ့အားကြောက်နေတာကိုမပူနဲ့လမ်းများအလုံးနေပြီးတော့တော့မဟုတ်ဘူးလမ်းများအလုံးကတနိုင်ငံတော့ပတ်ခွေမှာသိလားငါတို့ဒီတော်လိုင်းကြီးကနိုင်အောင်တိုက်မှာမနိုင်လို့မရဘူးအခုမင်းပြောသလိုဗာလဲစစ်တပ်နဲ့ PDF ဖြစ်တော့အေး PDF မင်းတို့ဝင်ခံပြီနော် အခုမင်းပြောရတာဒီမှာစစ်တပ်နဲ့ PDF ဖြစ်တယ်လို့ဝန်ခံပြီနော်အဲ့တော့ PDF ဆိုတာဘယ်ကလာတာလဲဖေရလာပြေးပဲ PDF ဆိုတာဒီတော်လှန်ရေးအာဏာမတိုင်ခင်က PDF တွေကဗမာနေခဲ့တဲ့တူတွေလေဘတူတွေလေတူလို့ကိုလို့တာမန်ရက်ွက်ထဲမှာနေတဲ့အရက်တပ်ပြည်သူအစစ်စစ်တွေနော်အဲ့တော့မင်းတို့မတရားပြုတ်ချပြီးတော့တနတ်အားကိုနဲ့လူဘဝတိုင်းပြည်အာဏာကိုတိုင်းရတဲ့အချိန်မှာအဲ့ဒီပြည်သူတွေကရရလက်နဲ့ဆွဲကင်လိုက်တယ်အဲ့တော့လက်နဲ့ကင်ထားတဲ့ပြည်သူကိုပြည်သူကာကွယ်တက်မတော် PDF လို့နာမည်ခေါ်လိုက်တာအဲ့တော့ PDF ဒီဒီသူပြည်သူဒီ PDF ဆိုတာကြိုက်တဲ့ကောင်လာချင်းမှားရမှန်းအဲ့တော့မင်းတို့စစ်တပ်ဖြစ်နေတာဒီဒီကနေ့ဖြစ်နေတဲ့တိုက်ပွဲဒီတိုင်းနာ EO နဲ့ဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူးလက်နက်ကိုင်တောင်းကျမ်းလူနဲ့ဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူးပြည်သူနဲ့အာဏာသိမ်းထားတဲ့စစ်တပ်နဲ့ဖြစ်နေတဲ့တိုက်ပွဲဆိုတာမင်းတို့ကိုယ်တိုင်ဝန်ခံသွားတာအဲ့ဒါအဖြေပဲအမှန်တရားကိုကြိုက်တယ်လို့ဖုံဖုံလို့မရဘူးမင်းတို့ပြောနေတဲ့စကားတွေကိုလည်းမင်းတို့ဝန်ခံပြီးသားဖြစ်နေအပါဖြစ်လို့လေအမှန်တရားအမှန်တရားပဲလေဟာညာလို့မရဘူးလိန်လို့မရဘူးဖုံလို့မရဘူးကွယ်လို့မရဘူးဟုတ်တယ်နော်အဲ့တော့လက်ရှိဖြစ်နေတဲ့ပွဲဒီ ်မြန်မာပြည်သူလူထုနဲ့အာဏာသိမ်းထားတဲ့မင်းအောင်လှိုင်စစ်တပ်ဖြစ်နေတဲ့ပွဲဒါမင်းတို့ကိုယ်တိုင်ပြောတယ်နော်ရှင်းရှင်းလေးပဲစပြောကိုရင်ဗမာပြည်ရဲ့နဲ့ဗမာလူမျိုးတွေဗမာတွေပေါ့အကုန်လုံးနေထိုင်တဲ့လူကြီးရော့ကြမယ်အဲဗမာအမျိုးသမီးတွေအမျိုးသမီးတွေဟုတ်ဗမာလူမျိုးတွေနေထိုင်ရကြဆိုတော့ဗမာမတိလို့ရှိရင်လက်ရှိတော်လှန်ရေးဖြစ်နေဗမာတစ်ခုလည်းဖြစ်နေကြတယ်အော်ပါပါလေးတွေးခေါ်လိုက်ကြည့်ရနော်ရတဲ့နေရာကတ်ခွဲတယ်နော်မီဒီယာပညာဆိုတော့အဲ့ဒါပဲမှတ်ထားတာ နော်ဒီကောင်တွေကမီဒီယာပညာမှာကောင်းတဲ့ပညာတော့မတက်ဘူးတိုင်းပြည်အတွက်ကောင်းရကောင်းကြောင်းနိုင်ငံစည်းလုံးအောင်နိုင်ငံတိုးတက်အောင်မီဒီယာပညာနဲ့ဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒီအချမ်းကိုကောင်းတဲ့ဘက်အချမ်းတော့မတက်မိုင်းတဲ့ဘက်အချမ်းမှာဘယ်လိုရုပ်မှန်မလဲမီဒီယာပညာနဲ့ဘယ်လိုဝါဒဖြန့်ရမလဲဘယ်လိုကလေးကြီးလောက်ရမလဲဘယ်လိုဂျင်းလေးရမလဲဘယ်လိုတွေးခွဲရမလဲအဲ့ဒီပညာတွေကိုအရန်တက်တယ်ဒီအောက်တန်းစားတွေကနော်အဲ့တော့ဒီလိုကောင်မျိုးတွေကိုမွေးခဲ့တဲ့မိခင်တွေကိုလည်းလေတခါတဲ့စားဖြူပြီးတော့ဗလတ်နဲ့တက်ပေးလိုက်ရှင်တယ်ဟမ်ဒီလိုကြက်တွေသုံးတဲ့အောက်တန်းစားကောင်တွေကိုမွေးထုတ်ခဲ့တဲ့အရာကိုနော်တကယ်ပဲဟုတ်ပြောလား များလာပြီဗမာမျိုးသားလူငယ်တွေယော့သွားတယ်အင်္ဂလန်ယော့လာတယ်ဆိုတော့ဗမာမျိုးသားလူငယ်ယော့အောင်ဆိုလက်ရှိ PDF ထဲမှာတိုက်နေကြတဲ့အားလုံးကဗမာတွေပဲလာဟုတ်တယ်နော်တိုက်တာလူမျိုးပေါင်းစုံတိုက်နေကြတယ်ဗျာရှိ PDF ထဲမှာဟမ်ဗမာတွေကအညာမှာပဲရှိတယ်လေဟမ်အခြားနယ်တွေမှာသူ့လူမျိုးတွေသူ့တက်ဆိုင်ရ လူတွေအကောင်လုံးပါပြီးတော့ပြည်သူနဲ့ဖြစ်နေတာလေဟမ်ဘာမတိအခြားလူမျိုးတွေမပါလာတော့ဒါလေးခွဲလိုက်ကြပေါ့ဟမ်မင်းတို့လိုချင်တာဟုတ်မင်းတို့လိုချင်တာကိုငါပုံဝင်လေးပြောပေးမယ်ကွာတိလိုက်ခဏနေမင်းအမဲ့လင်းကမင်းအောင်နိုင်ရစပြီးတော့မင်းတို့အဲ့ဒီဘက်ခွေးမျိုးတက်အောင်တစ်ချမ်းလုံးလိုချင်တဲ့အရာဒီငါပြောပေးမယ်ပြည်သူတိအောင်လို့အမမိဘပြည်သူများခင်ဗျာကျွန်တော်တို့စစ်ကောင်စီဘက်ကလိုချင်တာဒီတိုင်းသား EOS တွေနဲ့လိုက်ပြီးတော့အပြည့်ရက်ပြီးတော့စကားပြောနိုင်ရမယ်အဲ့ဒီချိန်တိုင်းသား EOS တွေကဟဲ့ဒီတော်နိုင်ရေးမှာမပါတော့ဘဲငြိမ်လိုက်မယ်အဲ့ဒါဆိုရင်ဒီမြေပြတ်မှာရှိတဲ့ နော်သူတို့ပြောတယ်လို့ပေါ့ဗမာဖြစ်ဖြစ်ရခိုင်ဖြစ်ကရင်ဖြစ်မွန်ဖြစ်ဖြစ်အဲ့ဒီမြေပြတ်မှာရှိတဲ့တော်လိုင်းအင်အားစုတွေအားလုံးကိုတနိုင်ကံလုံးရှိတဲ့လေရင်ဆက်လက်နဲ့ကြီးအစုံအကုန်လုံးကိုတုံးပြီးတော့အမှောက်ချစ်ဖြစ်မယ်မြေကြီးကြိုင်ကျွန်တော်တို့တော်ပါပြီပြီးမှတိုင်းသားအိယဝဲစင်နဲ့တစ်ဖွဲ့ချင်းပြန်ပြီးတော့စစ်တိုက်တိုင်းပြန်ကစားမယ် ဟုတ်လားမင်းတို့လိုချင်တာအဲ့ဒါမလားဟဲ့တိတယ်မပူနဲ့ငါပြောပေးလိုက်ပြီပြည်သူတွေလက်ခံလိုက်ပြီအဲ့ဒါဆိုတိလားပြည်သူတွေလက်မခံရင်တော့မင်းတို့ဖိခံပြီးတော့နော်ကျိတ်နေတယ်ဟုတ်တယ်မင်းတို့လိုချင်တာအဲ့ဒါမင်းအောင်နိုင်တဲ့အဲ့ဒါအရန်လိုချင်တာဒါကြောင့်မလို့တရုတ်ကိုတွားအားကိုလိုက်လောက်ပါ MND ကိုပြောပေးပါမပြစ်ပါနဲ့လို့ပြောပေးပါဗျာထိုင်ရှိခိုးဆိုရှိခိုးပါမထင်ခံဆိုခံမမယ်ဆိုပြီးတော့ဟုတ်လားတရုတ်ကိုတွားပြီးတော့ပြောရတယ်နော်အဲ့တော့တရုတ်ကပြောပြီးတော့ MND ရဲ့မပြစ်တော့ဘူးဟာမင်းစောင်းကြည့်ဘူးလားဟုတ်တယ်အဲ့လိုလိုချင်တာမလားတိတယ်လေတနိုင်ငံလုံးကတိနေတာငါတွေမဟုတ်ဘူးအဲ့ဒါနိုင်ငံရေးသမားတွေမှတိတာမဟုတ်ဘူးတော့တာမန်ငါတို့လိုတာမန်ပြည်သူတွေတော့တိတယ်မင်းတို့ရဲ့စောင့်ကြည့်နေဘူးဒါပေမဲ့ လို့ပါလို့ပါအိမ်မက်မက်မနေနဲ့မရတော့ဘူးနော်မရတော့ဘူးမင်းပြောတဲ့ PDF အင်အားစုတောင်းချီတိန်းချီဆိုတာနေပြီးတော့တခုလည်းမဟုတ်လက်ရှိမင်းတို့ဘက်ကကောင်းတင်ထားတာနော် ARD တိုင်းတဲ့ကိုဝင်တိုက်နေတဲ့ AA ရဲ့ထိုးစစ်ကိုအဲ့မှာပါတဲ့စစ်သားတကောင်ဟိုရက်ကတင်ထားမင်းတို့တွေ့တယ်မလား PDF တွေအင်အားအလုံးရင်းနဲ့နော်အားလုံးကစစ်ရဲ့အရေးချင်းပြေးသွားနေတဲ့ destination ဆက်လှုပ်ရှားတာ AA တောင်တိတ်မပါဘူးဆိုတာမင်းတို့ကိုယ်လည်းထုတ်ပြောထားတာတွေ့တယ်မလားအဲ့ဒီလို PDF အင်အားတွေအများကြီးရှိသေးတယ်တနိုင်ငံတော့ကြိတ်ပါ နော်အချိန်တိုင်းတာတခုကိုလိုးနေတယ်လို့ဒါကြောင့်မလို့မင်းတို့တွေအတက်ကိုမနှမြောဘူးဆိုပြီးကြိုက်တယ်လို့တော့နော်ပမာဆိုတဲ့ society ရဲ့ community ကလူကြီး65ရာခိုင်နှုန်းကပမာဖြစ်တာဒီနိုင်ငံတော်ရေ65ရာခိုင်နှုန်းကပမာဒီအုပ်စုအကုန်လုံး decrease ပေါ့ရောကြတော့ရေမှန်းချက်တခုထားပြီးတော့ရှင်းပြရအောင်ခဲတလုံးလေးနဲ့3လေးကောင်ကထိရောဖြစ်တယ်ရေမှန်းချက်မျိုးကိုမြောက်ပိုင်း3ပွင့်နဲ့ဝါခွဲရဦးပေါင်းရေးဆွဲနေတယ်လို့ကြားမယ်မတိလို့ရှိရင်အကျွန်တော်တို့စစ်ပယ်ရာခြားနေတယ်နေပါစစ်ပယ်ရာပါတယ်မင်းမင်းနဲ့မင်းဖြစ် channel တွေကကြားတဲ့အတန်းလားဟမ်ကြောင်မျိုးမင်းဘယံကပြောတယ်ဖာရမာရာဟမ် မင်းဗါနဲ့မင်းအခုမင်းပြောရတဲ့ပုံစံမတိမြောက်ပိုင်းတော့ဘောကပေါင်းပြီးတော့အဲဗမာလူမျိုးတွေမျိုးတော်အောင်လုပ်နေတယ်လို့ဟဲ့တော်တော်ကောင်းတယ်ကောင်နော်ဒီကောင်တွေနော်မင်းတို့တွေတကယ်ပဲကွာစောက်ချက်လည်းမရှိဘူးမင်းတို့ဟမ်မင်းတို့မွေးခဲ့တဲ့ဖာရမတွေကိုငါတိကျတယ်ဘလို့ဖြစ်လို့မင်းတို့အမေလင်းနေရလဲထင်ရပန်းထုတ်လဲမင်းတိုင်းပြည်အတွက်မင်းတို့လိုကောင်မျိုးတွေတော်တော်ဒီတောင်းနိုင်ရစပြီးတော့မင်းတို့အမေလင်းနေအစုံတော်တော်ချက်တွေတုံးတဲ့ကောင်တွေဟမ်ထင်ရပန်းထုတ်ကမှမပန်းထုတ်ဘဲနဲ့မင်းတို့လူလောကနဲ့ထက်လာငါတို့တိုင်းပြည်ငါးပါးပေါက်တာပဲလား အဲ့ဒါစနော်စစ်တပ်ဘာကြောင့်ပြက်ကြတယ်မင်းတို့လိုအောက်တန်းသားတွေကအဲ့ဒီစစ်တပ်ဘာလို့လို့မှန်ပါတယ်မှန်ပါတယ်လို့ဟိုကောင်ချီးတွင်းကြအောင်အဲ့ဒါပြက်တနာအဲ့ဒါပဲနော်ကိုအားပေးတဲ့တကယ်ချစ်တယ်ဆိုရင်ဒီအခွက်ကြီးမှားနေသားမယ်လမ်းကြောင်းလုံးရင်တဲ့ပေးရမယ်အဲ့ဒါမှချစ်ချင်းမှန်လေအခုကမင်းတို့ကစစ်တပ်ကဘာလို့လို့မှန်ပါလေဟုတ်လားမှန်ပါဟေ့မှန်ပါဟေ့ဆိုအော်တော့ဘာဖြစ်တယ်ဟိုကောင်ချီးတွင်းကြပါတယ်နော်မင်းအောင်နိုင်လို့ကောင်မျိုးအဲ့ဒီစစ်တပ်ကိုတောက်ထုတ်သွားပြီပေါ့ အဖေရအဲ့ဒါပဲနော်တက်မတော်တကယ်ချစ်တဲ့လူတွေအနေနဲ့ကျွန်တော်ပြောချင်တာကခမရတို့တက်မတော်ဘယ်သူမှမဖြစ်ဘူး NLD လည်းမဖြစ်ဘူးတိုင်းသားလည်းနဲ့ကာလီလည်းမဖြစ်ဘူး PD လည်းမဖြစ်ဘူး PD လည်းမဖြစ်ဘူးခမရတို့အဲ့ဒီစစ်တပ်ကိုအားပေးပါတယ်ဆိုတဲ့လူတွေပဲဖြစ်နေတာနော်အဲ့ဒါအဖေပဲအဲ့တော့ကိုယ့်ကိုစဉ်းစားကြကျွန်တော်ပြောရစကားမှန်လားမှန်လားဆိုတာရရတဲ့တရင်ချရတဲ့တရင်ကိုစားဒီစားတစားတွေပေါ့ဟိုကတချောင်းတစားဒီကတချောင်းတစားဟိုကတစားသုံးလေးစားလောက်ပေါင်းလိုက်တဲ့ကပေါင်းစားလိုက်တဲ့ခါမှာအစာလေးထွက်လာပြီးတော့ပေါင်းလိုက်တဲ့ခါမှာကျွန်တော်သုံးတက်လိုက်တဲ့အချက်တွေအဲ့လိုတွေ့ရဆိုတော့လက်နဲ့တွေစူဆောင်းနေလူသူစူဆောင်းနေလူတွေကို ဝင်ပြီးတော့ဟိုဘယ်နေရနေပဲဆက်ချောင်းဘလုံးပဲမပါနဲ့ဘာတွေတုံးမယ်ဘယ်ကဘာဖြစ်မယ်တပ်ဖက်ကပြန်ဘာတွေပြန်ခုခံနေလဲဆိုတော့တွတ်ချက်ပြီးသူတို့လေးလာနေတယ်ဆိုတာမျိုးတပ်ဖက်ကဖိခံလိုက်ရတယ်မင်းတို့မင်းတို့တပ်ဖက်ကပြန်ခုခံခုခံလာရင်တဲ့နော်အာနာစသိန်းတွေကခုပြီးခံလာခုလိုက်ခံလိုက်အောက်ကခုလိုက်အပွားခံပေးလိုက်အောက်ကခုလိုက်ခံပေးလိုက်ခုလိုက်ခံပေးလိုက်နဲ့အခုဆုတ်လာတာဘလောက်ဆုတ်လိုက်ပြီးဝိုက်လဲစကမ်းမောင်းဘလောက်ကုန်ဝိုက်လဲအခုကြီးခံရင်ခုကြီးခံရင်လေဟုတ်တယ်မလားထပ်ပြီးတော့ခုလံကွာနော်ခံတော့ကောင်းအောင်လို့နော်ဝကြအဲ့တော့ဘာလို့ပြော နေပြီးတော့အနည်းနဲ့အမြန်ဒုစစ်ဆင်ခံရတဲ့မျိုးမဖြစ်ဘူးလို့လည်းမပြောနိုင်ဘူးနော်ဒီအချက်တွေအားလုံးပေါက်ဆတဲ့အခါမဖြစ်နိုင်ပါဘူးလို့တော့ကျွန်တော်တို့ဒီဘက်ကတချို့လူတွေကတွေးအောင်တွေးလိမ့်မယ်ကြီအောင်ကြီမယ်လောင်အောင်လောင်လိမ့်မယ်မဖြစ်ခဲ့ရင်တော့ဘာမှမဖြစ်ဘူးဖြစ်သွားတော့ဘယ်သူမှကဲနေမလားဘယ်သူမှလည်းပြင်ဆင်ချင်မရလည်းဖြစ်သွားတာပါဒါကြောင့်ရုပ်ပိသားတွေကမဖြစ်နိုင်ဘူးဆိုလို့ရှုထောင့်ကနေစဉ်းစားမယ်စာတကယ်ဒုစစ်ဆင်လာခဲ့တဲ့ခါကျရင်ဘယ်ပုံစံနဲ့တွောင်းလဲဆိုတာမျိုးပါနော်ဆိုတော့အဲ့ဒီဒုစစ်ကလည်းနောက်ဆုံးဒုစစ်ဖြစ်ပုံများတယ်ဒါပြင်တော့အားလုံးပြီးပြီဆိုတဲ့သဘောမျိုးပဲတကယ်တမ်းလုံနိုင်ခဲ့ရင်ပေါ့ပြီးပြီဆိုတဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ဒါကတို့ရဲ့ ဟိုပြင်ဆင်နေတဲ့ပုံစံပေါ့မဖြစ်ခဲ့ရင်တော့အားမဖြစ်ပါဘူးဖြစ်ခဲ့ရင်တော့သားတို့ဘဝပြည့်ပြီဖြစ်လာခဲ့ရင်တော့အဲနေပြီးတော့မှာဖြစ်ခဲ့ရင်တော့အဖာရဲ့သားတို့ဘဝပြည့်ပြီပေါ့မဖြစ်ခဲ့ရင်တော့မဖြစ်ဘူးပါသားတို့ကနေရာရမှာဟုတ်လားလောက်ပိုင်ခွေလေးနေရာလေးမြေခွက်လေးစတဲ့ဖြစ်ဟမ်အဲဒါမျိုးလေးရမှာအကဲနေပြီးတော့ကြီးဖြစ်ခဲ့ရင်တော့အဖာသားတို့ခွေးနေရာမရဖြစ်ပြီပေါ့ဟုတ်လားပြောချင်တာအဲ့ဒါမလားမင်းပြောချင်တာငါတိတယ်ဘဘူးနဲ့ငါပြောမိမယ်ဘယ်ဘူးပဲနေပြီးတော့ပတ်လည်နာမှာပတ်လည်နာကရွာတွေမြို့တွေနာမှာတော့ဟိုလူလူတွေလူတွေလောင်းနေပုံထက်ကုန်ကြမှာတော့ နော်အမြင်ပါအဲ့ဆိုဖြစ်လာခဲ့ No 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 လူတွေလောင်းတော့မမင်းအဲ့ရှင်မှာဝိုင်းရအောင်နော်နော်လက်ရှိစခန်းတွေမှာတိုင်းကန်ထိတဲ့ဟာမပြတ်ထိတယ်ကွာနော်လက်ရှိစခန်းထိတိုက်ပွဲတွေမှာအလောင်းတွေပတ်လည်မှာကိုွေးတော့မစားတော့နဲ့ကိုွေးဆွဲနေအလောင်းကလူတွေလောင်းတာကိုွေးတွေလောင်းတာမင်းတို့စစ်သားတွေကလေကွာလူတွေလောင်းမှမဟုတ်တဲ့ဟာယူရတာခွေးတွေလောင်းနေကွာမင်းဘာတွေပြောနေလဲမင်းအဲ့ဒါမင်းမှားတယ်ရအောင်လူတွေလောင်းနေပေါ့ကိုွေးတွေလောင်းနေပုံထက်သွားမှာနော်အဲအဲ့ဒါလေးကိုနှက်တင်ပေးရအောင်နော်စာတိပေါ့ကွာနှက်တင်ပေးလူတွေလောင်းနေပုံထက်ကောင်းတော့ပေါ့လို့မြင်ပါအဲ့ဆို ဒါနောက်ဆုံးပွဲလို့ဖြစ်မှာပြအကြီးကျယ်ဆောကြတဲ့သဘောဖြစ်နေမှာနော်ဒါတင်သဘောလို့ရှိတယ်ကဲတွေ့တယ်နော်တစ်ချိန်ကဘလို့လောင်ပြောင်ခဲ့တဲ့ကောင်တွေလဲအခုဘလို့စက်ဖွက်နဲ့ဘလို့ပုံစံဖြစ်လာပြီလဲနော်အဲ့တော့မပူပါနဲ့ချိန်သေးမချောက်ပါဘူးချိန်ချောက်ရင်လည်းစီထိုးပါမယ်နော်ဒါပေမဲ့ပြောချင်တာတော့ကျွန်တော်တို့တော်နိုင်ရေးဒီတိုင်းဒီလုံးကိုနိုင်အောင်တိုက်မယ်ပွဲဖြစ်ပါတယ်ဒါလေးပဲပြောချင်တယ်ကျွန်တော်တို့မနိုင်စရာအကြောင်းမရှိဘူးညီကြီးနဲ့လက်လက်ရိုက်လို့လွှဲရင်လွှဲသွားနိုင်မယ်နော်ဒါပေမဲ့အဲ့ဒီတွေးဦးတော်နိုင်မနိုင်နိုင်အောင်တိုက်မယ်ပွဲဒါလေးကိုပဲ ဲ့ကောင်တွေကိုမစိတ်ပေးလိုက်ပါကြိုက်တယ်လို့ချက်ပေါ့ဒါနဲ့နေပြီးတော့ပတ်ဝန်းကျင်မှာလူတွေလောင်းတော့ဖြစ်မှာပေါ့ခွေးတွေလောင်းလို့ပြန်ကျင်းသွားမှာမင်းအောင်မိုင်းရစားပြီးမင်းတို့လိုခွေးမျိုးတွေအထိပေါ့နော်အဲ့ခွေးတွေလောင်းပြီးတန်းစီသွားမှာနော်ပြီးလို့ရှိရင်တော့ငါတို့နိုင်ငံကိုပြန်ပြီးတော့တေရောကမွန်နဲ့စင်းပြီးအစ်စ်ပြန်ဒီဆောက်ကောင်မှာပေါ့ကွာဟုတ်တယ်မလားမနိုင်စရာအကြောင်းရှိဘူး yeah မိုက်ရဗျာကိုစီပြောတော့တော်လေးမိုက်ပဲနော်စကလုံးတစ်လုံးချင်းစီနဲ့ခြေပါတော့အရန်ကိုလေးစားပါတယ်ဆိုတော့ဒီရဲ့ဗီဒီယိုပေါ့နော်ဒီရဲ့ခွေးပေါ်မှာ ကျော်မျိုးမင်းတို့အဲဘောမစစ်ခွေးလိုပြီးတဲ့အားလုံးချစ်စေချင်တာပေါ့နော်မင်းတို့အဆတော်မှာပြောနေတာပြည်ရန်ဆိုတာဘာမှမပေါ်ပါဘူးမလောက်လို့လာစားပါပဲကောက်ယူမိပါပဲဟုတ်လားခလာလေးတောက်တော့ပြင်ငင်းသွားမှာနော်မင်းတို့အထင်သေးခဲ့ရမလားခုတော့မင်းတို့ကြည်လိုက်လေမင်းတို့တတ်ကြုံပါလိမ့်လားနော်အဲ့ဒါတော့မယုံမရှိနဲ့ဒါပေမဲ့အချိန်လေးတော့နည်းနည်းပေးနော်ချိန်ပဲချိန်လာမယ်ဆိုတော့မင်းတို့စောင့်မလို့မမျောနေအောင်ပေါ့ကွာနော်ဒီပွဲကတော့ငါတို့ပွဲလို့ပြောလိုက်မယ်ဆိုတော့ကျွန်တော်တို့အောင်မှာဖြစ်ပါတယ်ဘလိုဖြစ်ဖြစ်အောင်ပဲပေါ့နော် ောက်ကျတော့ကျွန်တော်တခုပြောချင်တာပေါ့နော်ကျွန်တော်တို့ဒေါ်လာရေးစကြရရနေပြီးတော့မှအခုချိန်ဒီပေါ့နော်ပါဝင်လူတန်းပေးတဲ့ကျွန်တော်တို့ဒေါ်လာရေးပတ်သက်တာတဲ့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ကျတော့အခုမှပဲပေါ့နော်ကျွန်တော်တို့ဒေါ်လာရေးထဲကိုပါဝင်မယ်ဆိုတဲ့လူတွေလည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်နောက်ကျတော့လူတန်းပေးတဲ့အတွက်လည်းပေါ့နော်ကျေးဇူးထူးပြန်တင်ကြည့်ပါတယ်အခုချိန်မှာကျွန်တော်တို့စစ်ခွေမိတ်စာကြီးကိုပေါ့နော်အချိန်ဟုန်နဲ့တိုက်ရမယ့်အချိန်ဖြစ်နေလို့အချိန်ဟုန်ပြင်းအောင်လို့ပါဝင်ပေးခြင်းဖြင့်ဆက်လက်ပြီးတော့မှ လူတန်းပေးကြပါလို့ကျွန်တော်လည်းဒီကနေ့ပြောမှမြတ်တရခံပါတယ်ဆိုတော့ကျွန်တော်တို့အရေးတော်ပုံကဘယ်ဖြစ်ဖြစ်အောင်အောင်ပါပေါ့နော်အကြီးဆုံးအင်အားဖြစ်တဲ့ကျွန်တော်တို့ပြည်သူတွေကအနောက်မှာရှိတယ်ဆိုတဲ့အတွက်တရားခံတို့တော့အောင်ပါသေးချင်တယ်နော်အဲဒါကြောင့်ဒီလိုခက်ခဲတဲ့ကာလမှာပေါ့နော်ဒီလိုမျိုးတည်င်းကောင်းလေးတွေနားထောင်ရင်းနဲ့ပေါ့ကျွန်တော်တို့ခွန်အားတွေပြန်ယူမယ်ကျွန်တော်တို့စိတ်ထဲမှာပေါ့နော်ကျွန်တော်တို့ဗန်းနိုင်ကိုရောက်တော့မယ်ဆိုတဲ့အတိစိတ်လေးနဲ့ပုံမူရမှာရုံးကမှုတော့ကိုကျွန်တော်ဒီကနေ့ပြောမှာနှိုးဆော်လိုက်ပါတယ်ဆိုတော့ကျွန်တော်အများကြီးပြောတော့ပါဗျာ ပြောလို့ပြောပြရဆိုတော့ဗောနော်ကျွန်တော်ဗီဒီယိုလေးလည်းဒီမှာပဲအဆုံးသတ်ပါရစေအဆုံးထိလိုက်ပါချစ်ချုပ်ပေးတဲ့ညီကောင်မမမိဘ B2 အရောက်ရှင်းသိတိုင်းလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့တော်တိုင်းညီကောင်မမများအားလုံးဆက်ဆက်ရအစီအမပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာနောက်နေ့ကျမှပြန်ကြည့်ကြမယ်ကျမရေယူဆက်ကြပါခင်ဗျာ